မင်္ဂလာပါတီရှယ်တို့ပြန်ဆောင်ကြပြီเนาะတီရှယ်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာလေးอ่ะတီရှယ်တင်တဲ့ဗီဒီယိုလေးတွေကိုအဲမီမီတွေအဲတသားတွေမီမီလေးတွေအော်နေစင်ကြည့်တဲ့လူဆိုသိမှာပေါ့เนาะတီရှယ်ကဘာလို့ကာကြီးခါခွေးတွေကိုအစင်လိုက်မတင်မဲနဲ့အဲဒီချက်တင်တဲ့အားတွေကကာကြီးခါခွေးတွေအစင်လိုက်လည်းမဖြစ်ဘူးဘာကြောင့်လဲဆိုရင်ဒီချက်ကအဲ့အကြောင်းအရာလေးကိုရှင်းပြရှင်းလို့ပါဘာလို့လဲဆိုရင်ဒီချက်တို့က အဲကာကြီးကနေအားထိတ်စလုံးလေးပေါ့เนาะခလေးတွေကအိမ်မှာဆိုရင်မိမိတွေကပိုစတာလေးတွေဝဲထားတဲ့ကြည့်ရဒါခလေးတွေနေ့စဉ်မြင်နေရတဲ့စုံနေရတဲ့ခါကျတော့စလုံးတွေကယင်းနေယင်းနေရပေါ့เนาะဆိုတာကြတော့တချို့တွေကခိုင်ခါကိုအစင်လိုက်ပဲတချို့တွေကသူတို့နဲ့ယင်းနေထားတယ်ဆိုထားတယ်အဲခလေးတွေကယင်းနေရပေါ့ကာကြီးကနေအားထိတ်သူတို့ဘယ်ဟာကာကြီးဘယ်ဟာခါကိုပေါ့เนาะတချို့တွေကအဲ့လိုမျိုးသူတို့ကိုအဲအိမ်မှာမိဘတွေနဲ့လည်းသူတို့ကထိတွေ့ဆက်ဆက်အကြောင်းရောက်လဲတချို့တွေအစင်လိုက်ပဲတင်တယ်ဒီပေါ့เนาะအဆိုးပေါ့เนาะနေတိုင်းအဲတချို့ဆိုရင်တချို့တင်ပြီဆိုရင်နေတိုင်း ိုင်းပေါ့နော်ကိုကိုကိုတင်တဲ့ကလေးကိုပေါ့နော်ဒီကကြီးခောက်ခွေးကိုနေတိုင်းအစားနေဆုံးနေနေတိုင်းသူကနှုတ်နဲ့ရွတ်နိုင်အောင်အမြဲတမ်းမမေ့နေအောင်တင်ပြီးတယ်ကဲနှုတ်တိုက်ရွတ်တဲ့ဟိုဘဲစလုံးကဒါကဘာလဲထောက်ပြလိုက်ကလေးကကကြီးခောက်ခွေးပြောနိုင်ပြီဆိုနိုင်ပြီ ကလေးရလဲကကနေအထီဘယ်စလုံးကိုမေးမေးပြောလိုက်ပြီဆိုနိုင်ပြီပေါ့နော်အဲ့ရှင်ကြီးတချေတို့ကအရေးစတင်ပြီပေါ့အရေးစတင်တဲ့ခါကျရင်တချေတို့ကဒီကကြီးခခွေးတွေကိုအစင်လိုက်သွားတင်လို့မရပါဘူးဘာလို့လဲဆိုတော့သူတို့တွေအတွက်အရန်ကိုခတ်ခဲပါတယ်အစွဲအငယ်တွေကလေးတွေကအခုမှအဲဟိုပါနော်ခဲတန်စကိုင်နဲ့အဲခဲတန်ကိုင်တက်အောင်ရှေ့မှာ5 motor scale နဲ့ပတ်သက်တဲ့ကစားနည်းလေးတွေဟိုမှာပေါ့နော်သူတို့အယုတ်အယုတ်ဆက်ပြဲနောက်ကဂျုံလေးတွေနဲ့ကစားရတယ်အဲ့လိုပေါ့သူတို့လက်တွေတန်းလာအောင်အမျိုးမျိုး train ပေးမယ်အမျိုးမျိုးလေ့ကျင့်ပေးမယ်အဲ့လိုပြီးသွားပြီဆိုက လေးကခဲတံကိုကင်နိုင်ပြီးအဲစဆရီတော့မယ်ဆိုရင်သူတို့အတွက်လွယ်ကူတဲ့စလုံးကနေတချေတို့ကစပြီးတော့တင်ရပါတယ်။အဲဒါကြောင့်မို့တချေတို့ကအဲဘောနော်အရေးကိုတချေတို့ကအိုက်ကကြီးခောက်ခွေးပေါ့နော်မြန်မာစာကိုစပြီးတော့အရေးကိုတင်မယ်ဆိုလို့ရှိရင်တချေတို့ကဘယ်ကနေစတင်မလဲဆိုလို့ရှိရင်အလွယ်ဆုံးဖြစ်တဲ့ဝါလုံးကနေစပြီးတော့တင်မှာပေါ့နော်ဝါကနေစပြီးတင်တယ်။အဲဒီဝါကနေမှတချေတို့ကသူ့ ဝါလုံးကိုရပြီဆိုမှတီရှယ်ဘဝကနေဂါငယ်ပေါ့နော်ဝါရဲ့အောက်က ဖွင့်ထားတဲ့ဂားငယ်လေးပေါ့နော်ဂားငယ်ဂားငယ်ပြီးလို့ရှိရင်ဒီချေတော့ပါဆောက်တင်မယ်ပါဆောက်တင်ပြီးငါးကိုတင်မယ်ဒါအဝိုင်းကိုရှေ့ခံထားတဲ့စလုံးလေးလုံးပေါ့နော်အဲ့ဒီလေးလုံးကိုကလေးတွေကရေးတက်သွားပြီးဆိုမှဒီချေတော့ဝါလုံးနှလုံးပူထားတဲ့ထဆင်တူပေါ့နော်ဟိုလွယ်ပြောရရင်နှလုံးဝါလုံးနှလုံးပူထားတာပေါ့နော်အဲထဆင်တူပေါ့အဲထဆင်တူကနေတခါတာဝန်ပူတာဝန်ပူကနေကာကြီးကာကြီးကနေပါကုန်အဲ့လိုလွယ်ရကနေခက်ရအောင်သွားပါတယ်အဲ့လိုဝါကပါငါပြီးရင်သူတို့တွေကို အယောင်ချက်ခိုင်းတာဝါးပြီးရွေးခိုင်းတာတို့ကားငယ်ရွေးခိုင်းတာတို့အဲ့လိုမျိုးလေးပေါ့နော်တခါတည်းသူတို့စစ်လို့ရတယ်ပြီးရင်သူတို့လေ့ကျင့်ထားလို့ရတယ်ပြီးရင်ထတာဝန်ဘူးကာကြီးဘာကုန်ထုံးလေး၎င်းမယ်သူတို့ကိုလည်းလေ့ကျင့်မယ်ကလေးတွေကအဲ့လေလုံးရသွားပြီဆိုရင်သူနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးမယ်။ထားနေစားတဲ့ဘီးလေးတွေပြောတာတို့ထားနေစားတဲ့ဘီးလေးတွေဆက်ခိုင်းတာတို့အဲအယောင်လေးတွေရှယ်တာတို့ပေါ့နော်။ကဲအဲ့ဘာကုန်းထိရသွားပြီဆိုလို့ရှိရင်ကဲနောက်တစ်ဆင့်တက်မယ်။တာ လာရပလဟာပေါ့နော်တရလာရရပလရဟာရတဲ့မယ်တင်ပြီးသွားပြီဆိုရင်တီချယ်တို့ကစာလုံးဒါအောက်ဆိုင်ခါခွေးစလဲအဲ့ဒီအုပ်စုတင်မယ်အဲ့ဒီအုပ်စုရသွားပြီဆိုလို့ရှိရင်တီချယ်တို့ကပါဖာဘရရကဒီပေါ့နော်ပါဆောက်ဖောက်ထုတ်ဘတ်တချိုက်ရကောက်ပေါ့နော်အဲ့ဒီအဲ့ဒီလီလုံးတင်မယ်အဲ့ဒီဟာရပြီးသွားပြီအဲ့ဒီချင်းကန်လေးလောက်ပြီးသွားပြီဆိုရင်နောက်ဆက်နာငယ်ဇာခွဲဒါတွေအာ အဲ့ဆလုံးနောက်ပြီးတော့ညပေါ့နော်သူတို့တအုပ်စုလောက်လိုက်မှာပေါ့နော်အဲအဲ့တအုပ်စုတင်မယ်အဲ့လိုတီရှယ်တို့ကအဲ့ကာကြီးခါခွေကိုလွယ်ရာနေအဲ့လိုခက်ရာကိုတင်သွားပါမယ်ကကြီးမှာကျတော့တီရှယ်တို့ကအဲဓာရင်ကောက်တို့ဟိုတတ်တလင်းကျိတ်တို့တော့မတင်သေးဘူးပေါ့နော်ဒါပေမဲ့သူတို့တင်မယ်ဆိုရင်လည်းဘယ်လိုလာဟိုပေါ့နော်ဂျေဂရိတ်1ကြာရင်စပြီးတော့တင်ပြီပေါ့နော်အရေးအစွဲကိုအဲ့ဒီအဲသူတို့ကျတော့ဘယ်လိုစလုံးလေးတင်ရမလဲဆိုရင်ကာကြီးစာမြင့်ဆွဲတတ်တလင်းကျိတ်ထဝံပဲ့ အဲ့လေးလုံးသိမ့်မယ်အဲ့လိုနဲ့တီရှဲတို့ကကကြီးရနေအထီကိုလွေရာကနေခက်ရာသူခလေးတွေကိုအဲဟောဘလို့တင်ပြရမှာပေါ့နော်ဆိုတဲ့ခါကျရင်တော့တီရှဲတို့ကအဲကကြီးခါခွေးနေ့တိုင်းဆိုနေတော့ခလေးတွေကမှတ်မိတယ်အဲသူတို့ပေါ့နော်အရေးမှကြတော့သူတို့အစင်လိုက်မသိဘူးအစင်လိုက်အကုန်လုံးရသွားပြီဆိုရင်တော့တီရှယ်တို့ကအစင်လိုက်ပြန်ပြီးတော့ဗောနော်ကာကြီးရည်အာတီအဲအဲ့လိုဗောကာကြီးခါခွေကားငယ်ကာကြီးငါးလုံးတန်းငါးလုံးတန်းအုပ်စုလိုက်တဲ့အရင်ချင်းပဲပြီးရင်တီရှယ်တို့က ပြီးရင်တရှင်တို့ကကာကြီးထားခွေကိုအပုပ်လိုက်ရေးတက်သွားအောင်အလိုအစင်စင်ပေါ့နော်လေ့ကျင့်သွားမယ်ပေါ့နော်အဲတရှင်ဒီနေ့ပြောချင်တာကတော့အဲအဲ့ဒါပါပဲဘာဘာကိုအဓိက highlight လုပ်ချင်တာလဲဆိုရင်အဲကာကြီးခါခွေကိုကိုယ်အိမ်မှာမိမိတွေကြောင်ထားဖို့နေရာအခက်ခဲဖြစ်နေတဲ့လူတွေကြောင်ထားဟိုပေါ့နော်အိမ်မှာပဲတင်နေရတဲ့ကလေးတွေအတွက်မိမိတွေတင်တဲ့ခါကျရင်တရှင်အခုတင်ထားတဲ့ဗီဒီယိုလေးတွေအစင်စင်တင်ကြလို့ရပါတယ် ဒီ share နောက်လဲဗီဒီယိုလေးတွေတင်ပြီးမှမို့အဲဒီ share channel လေးကိုစောင့်ကြည့်လို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်